မိုးကာလအတွင်းမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်မိုးဥကာလအတွင်းဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်တစ်ခုဖြစ်နိုင်တယ်လို့မူလီဝသားနှင့်ဆလာပေးထားညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မှအတည်ပြုထားပါတယ်။2025ခုနှစ်မိုးဥကာလဟာမြန်မာနိုင်ငံအတွင်းကိုအနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်တဲ့နေ့ကနေဂျုံနာကုန်အထိဖြစ်တယ်လို့ဆိုပါတယ်။ ်အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသကိုမေလ16ရက်နေ့ကနေ20ရက်နေ့အထွန်းမြဝကျွန်းပေါ်ဒေသအထွေကိုမေလ23ရက်နေ့ကနေ25ရက်နေ့အထွန်းမြန်မာနိုင်ငံအလဲပိုင်းဒေသအထွေကိုမေလ26ရက်နေ့ကနေ31ရက်နေ့အထွန်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသအထွေကိုဂျွန်လ3ရက်နေ့ကနေ9ရက်နေ့အထွန်းဝင်ရောက်မယ်လို့သိရပါတယ် ဘင်္ဂလားပင်လယ်အော်မှလေပြင်းနဲ့ရုံဝန်းသုံးချင်းဖြစ်ပေါ်နိုင်ပြီးတချိန်မှာတော့ပုံမအားကောင်းလာကောင်းမုံတိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီးရွှင်းကာလအထွေအနောက်တောင်မုတ်တုံလေးဟာအာအတင်းတင်းခါနေအားကောင်းနိုင်မယ်လို့ဆိုပါအထင် မွေးရွာသွန်းမှုအခြေအနေတွေကတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်းနဲ့ရခိုင်ပြည်နယ်တွေမှာရွာသွန်းမြန်ထက်ပိုနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတနင်္သာရီတိုင်းကချင်းကယားကရင်ချင်းနယ်ရှမ်းပြည်နယ်တို့မှာရွာသွန်းမြဲခန့်မိုးထချုံရွာနိုင်မယ်လို့သိရပါတယ်။ ညည်ရဲ့ခြေနေတွေကားတော့မိုးကာလာမေးနဲ့ကျွန်းလာထွေးမှောင်းအေယဝတိမြေချင်းသွင်းမြေထုတ်ထဝတိမြေမြစ်သားမြေစစ်တောင်းမြေရွှေချင်းမြေပကိုးမြေတန်လွင်မြေတောင်ရှင်းမြေငဝုံမြေတိုးမြေနဲ့ဘီလင်းမြေတို့တခြားရှိမြို့တွေမှာမြည်ရီထွေဟာလက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်တော်လဲရင်းမျိုးထွေရဲ့စိုးရိမ်ရှည်အမှတ်အသီးသီးတို့ရောက်နိုင်ဖွယ်မရှိဘူးလို့လည်းသိရပါသေးရှင်။